အားလုံးပဲမင်္ဂလာပါဆိုမိနာကျဲလုံးကနေကြိုဆိုပါဤမြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရမှာအောင်မေလ၈ရက်2025 CNDF ကဖလန်းတိုက်ပွဲမှာပူးပေါင်းတိုက်ပေးခဲ့တဲ့မဟာမိတ်တွေကိုလက်နက်များဝေယာမှာမမျှမတလှုပ်ဆောင်ခဲ့ဟုချင်းလန်နျူးစ်ကပြောဆိုခဲ့ပါသည်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဇုံမီမချန်လိုကနေအတိအမှတ်ပြုမရှိခဲ့ပါစုံစမ်းနေစေဖြစ်ပါသည် ချင်းပြည်နယ်ဖလန်းမြို့တိန်တိုက်ပွဲမှာချင်းညီနောင်ဖွဲ့ဝင်ချင်းကာခွေရေးတပ်ဖွဲ့ GNDF ပသိန်းစဲရရှိတဲ့လက်နက်တွေကိုပါဝင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့တွေကိုမြင်းမြတ်တက်တက်ခွဲဝေမပေးဘူးလို့မြေပြင်သတင်းရင်းမြစ်ကသိရှိရပါတယ်လို့ချင်းလင်း news ကနေသိရပါသည်။တိုက်ပွဲမစခင်မဟာမိတ်တပ်ဖွဲ့တွေကမိမိမှာပါတဲ့လက်နက်တွေကိုဗဟိုစစ်ကုတ်ကဲရေးကိုစုပေါင်းအပ်ခဲ့ကြပြီးမှစစ်စင်ရေးကို COC အောက်ကနေတဖန်ပြန်ချပေးတဲ့လက်နက်တွေနဲ့ ညွန်ကြားအမိန့်ပေးချက်နဲ့အညီဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပြီးအောင်ပွဲရရှိခဲ့ကြတာဖြစ်ပါသည်။မင်းတက်မြို့တိုင်းတိုက်ပွဲမှာတော့ဒေသခံချင်းညီနောင်ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတက်စီဒီအမင်းတက်ကမြင်းများတရခွဲဝေပေးခဲ့ပေမဲ့ဖလန်းမြို့တိုင်းတိုက်ပွဲမှာတော့ ဒေတာကန်ချင်းကာကွယ်ရေးတပ်ဖွဲ့ဖလန်စင်း DF ကမြန်မာတပ်ခွဲဝေမပေးတဲ့အပြင်မဟာမိတ်တွေပိုင်တဲ့လက်နက်တွေတိုက်ပွဲမှာတုံးခဲ့တဲ့ဂျူနေကိုလည်းအစားပြန်ဖြည့်ပေးတာမရှိဘူးလို့မြေပြင်သတင်းရင်းမြစ်စီကသိရပါသည်။တင်းစေးရရှိတဲ့ရန်သူလက်နက်900ကနေသူတို့တပ်အတွက်အကောင်းဆုံးတွေကိုရွေးချယ်ယူထားပြီးကျန်တဲ့လက်နက်တွေကပျက်စီးစီရင်ထုတ်နှုတ်ပြီးမဟာမိတ်အဖွဲ့တွေကိုတစ်ဖွဲ့တစ်လက်နှစ်လက်အများဆုံးလေး ငားလက်မျှသာပြန်ပေးတယ်လို့သိရပါသည်မဟာမိတ်အဖွဲ့တွေရဲ့ထိခိုက်ပျက်စီးသွားတဲ့လက်နက်တွေကိုလည်းအစားထိုးလဲပေးခြင်းလည်းမရှိတဲ့အတွက်အဖွဲ့များပြားကဒီလိုအသက်ဆုံးတိုက်ပေးခဲ့တာကိုတံပိုးထားလေးစားမှုရှိတယ်လို့မခံစားရလို့မြူခဲ့ကြပဲထားပစ်ခဲ့တယ်လို့မြေပြင်သတင်းရေးမြစ်စီကသိရပါသည် ညီပြင်းတော်လန်ရေးအဖွဲ့တွေကသူတို့ရဲဘော်တွေရဲ့အသက်တွေကိုတန်ဖိုးမထားတဲ့လုပ်ရဖြစ်တဲ့အပြင်ဒဏ်ရာရလို့ခြေလက်ပေးဆက်ခဲ့ရတဲ့သူတွေကိုလည်းစော်ကားတာလို့ပြောဆိုခဲ့ပါတယ်လို့လည်းသိရပါသည်ဒီလိုတကူကောင်းစိတ်ထားမှုမျိုးဟာအနာဂတ်တပ်ပေါင်းစုဖွဲ့စည်းဖို့ကိစ္စမှာကြီးမားတဲ့အဟန့်တားဖြစ်စေခဲ့ပြီးနောင်ချင်းပြည်နယ်တိုက်ပွဲတွေမှာပူးပေါင်းပါဝင်နိုင်မှုကိုထိခိုက်စေတယ်လို့ ဝါရီနိုင်ငံရေးလေးလာသူတဦးကမှတ်ချက်ပြုခဲ့ပါသည် CNDF တာဝန်ရှိသူတဦးကိုဆက်သွယ်မေးမြန်းရာမှာတော့နက်နက်ခွဲတဲ့အချိန်သူမရှိလို့မသိဘူးလို့ပြန်လည်ဖြေဆိုခဲ့ပါသည်ဟုချင်းလန်နျူးစကဖော်ပြပါသည်ကျုံတိုးနွားချံကုန်းတိုက်ပွဲအတွင်စစ်ကောင်စီမှအရာရှိအပါဝင်30ဦးတေဆုံးခဲ့ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့အနီးရှိ နွားချံကုန်းကြီးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်းစစ်ကောင်စီမှအကြက်ရရှိအပါအဝင်30ဦးခန့်သေဆုံးခဲ့ကြောင်းမွန်ပြည်လူမျိုးရေးတပ်တော်ကယနေ့တွင်ထုတ်ပြန်သည်ဧပြီလ30ရက်နေ့ကကြုံတိုးမြို့အနီးနွားချံကုန်းကြီးအနီးသို့စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီစစ်ကြောင်းနှင့်တော်လန်ရေးပူးပေါင်းတပ်တို့အကြာမနက်9နာရီမှ10နာရီအထိထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည် တိုက်ပွဲကြောင့်စစ်ကောင်စီစစ်ကြောင်းဘက်မှဗိုလ်မှူးဆိုမင်းထက် အပါအဝင်30ဦးခန့်တေဆုံးခဲ့ပြီးစစ်ကြောင်းပြက်က နောက်ဆုတ်သွားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ဆိုပါတိုက်ပွဲကိုမွန်ပြည်လူမျိုးရေးတပ်တော်မွန်ပြည်တစ်ပါတီပြန်လွှားစစ်ကြောင်းလျင်ဘက်ထယ်ရင်စစ်ကြောင်းကရင်မျိုးသားလူမျိုးရေးတပ်မတော်နှင့်တော်လန်ရေးပူးပေါင်းတို့ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီဘက်ကတနင်္လာရီတိုင်းကံယိုရန်စစ်ဌာနချုပ်လက်အောက်ခံတပ်များတမ22တပ်မှ44လက်အောက်ခံတပ်များဖြစ်သည့်ခမရနေရရှစ်ကြိုက်မယောခမရတရနှင့်မုတ်တခမရ432ပုတ်ပြင်စသည့်တပ်ရင်းများမှတသားများပါဝင်ပါသည်။ကျုံတိုးမြို့အနီးတွင်လက်ရှိချိန်အထိတိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ပြည်သူလူထုအနေဖြင့်မိမိနေထိုင်ရာဒေသအနီးဝန်းကျင်ရှိစီရေတည်င်းများကို နားဆွင့်ပြီး စစ်ကောင်စီ၏လက်နက်ကြီးနှင့် နေချောင်းရံကိုကာကွယ်နိုင်သည့်နေရာများတွင်နေထိုင်ကြပါရန် MOE ကအတိပေးတိုက်တွန်းခဲ့ပါသည်။ ठी ကြီးနယ်စပ်စခန်းကနေထိုင်းဘက်ကိုထွက်ပြေးတဲ့စစ်ကောင်စီတပ်သားလေးစစ်ကြော်ပြီးလို့ကြေးယူပြောထိုင်းမြန်မာနယ်စပ်ကစကင်စီရဲ့ ठी ကြီးနယ်စပ်စခန်းကိုတော်လန်ရေးတပ်တွေတိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သား၄၀ကျော်ပြီလို့ KEU တပ်မဟာ၄နေထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူးပဒိုအေနာက ပြောပါခဲ့ပါသည်။ထီခီနယ်ဆက်စခန်းဟာဒဝယ်မြို့နယ်အရှိတော်ဒေသကထီခီကုံသွယ်ရေးနယ်ဆက်ဂိတ်အနီးနိုင်ငံနယ်ဆက်မျိုးပေါ်မှာတည်ရှိတဲ့စစ်ကောင်စီရဲ့အခိုင်အမာ စခန်းတစ်ခုဖြစ်ပါသည် ပြီးခဲ့တဲ့ဧပြီလတတိယပတ်မှာနေဆက်အနီးကထီထပ်ဖြူဟာစခန်းကို KEU နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ထီထီနေဆက်စခန်းကိုလည်းစက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါသည်။နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့အခုလ၂ရက်နေ့ကစပြီးဒီနေ့အထိဒီချက်ရဲ့အတွင်ထီထီစခန်းကရဲနဲ့စစ်သား၄၀ကျော်ဟာ ထိုင်းနိုင်ငံနယ်စပ်မျိုးကိုဖျက်ကျော်ပြီးထွက်ပြေးသွားပြီးသူတို့ကို ထိုင်းဘက်ကဖမ်းဆီးထားတယ်လို့ပရိုအေနာကပြောဆိုပါသည်စခန်းကနယ်စပ်မှာရှိပြီးထိုင်းဘက်ကိုပြေးတော့ထိုင်းဘက်ကတော့ဖမ်းရပြီးတချို့ကလက်နက်ပါခဲ့တယ်40ကျော်ဆိုတာကတရက်ကို10ရက်တရက်10ရက်အဲ့လိုပြေးတယ်လို့တက်မဟာ၄မြေထားဝယ်ခရိုင်ရဲ့အတွင်ရေးမှုပရိုအေနာက ပြောဆိုပါသည် ဖပြေးနေတဲ့စစ်ကောင်စီတပ်သားတွေဟာနေဆက်ကထိုင်းစစ်တပ်ကိုဆက်တွယ်ပြီးမှဖပြေးတာဖြစ်တယ်လို့ထီခီနေဆက်မှာနေထိုင်သူတွေကဆိုပါသည်ထီခီစခန်းကိုတော့တော်လန်ရေးတပ်တွေဘက်ကလက်ရှိအချိန်ထိတိုက်ခိုက်နေဆဲဖြစ်တယ်လို့ဒေသခံတွေကနေသိရပါသည် စခန်းမသိမ်းနိုင်သေးပေမဲ့စစ်ကောင်စီဘက်က ရေရှည်တောင်းခံမှုမလွယ်ဘူးလို့အေရီယူဘက်ကဆိုပါသည် စကဆစစ်သားတွေကထွက်ပြေးမှာပေါ့နေဆက်မှာရှိနေချင်းသူတို့ကဘာမှစစ်ကူလည်းမရှိဘူးစားစရာလည်းတိတ်မရှိဘူးရေရီမီတွေအကုန်လုံးပဲရေရှည်သူတို့နေလို့မရဘူးလို့ဘဒိုအေနာကဆက်ပြောပါသည်တိုက်ပွဲအခြေအနေအသေးစိတ်ကိုမသိရသေးပေမဲ့စစ်ကောင်စီတက်သား၁၀နဲ့ချီတေဆုံးမှုရှိနေတယ်လို့တော်လန်ရေးတက်တွေဘက်ကလည်းရဲဘော်တို့ချို့ ထိခိုက်ကြဆုံးတာရှိတယ်လို့တော်လန်ရေးတက်နဲ့ညီဆက်သူတွေစီကသိရပါသည်စစ်ကောင်စီဟာပြီးခဲ့တဲ့လ16ရက်နေ့ကထိထစခန်းကိုစစ်ကူပိုးလို့မရတော့တာကြောင့်စစ်ကောင်စီတပ်သား60ကျော်ကိုထိခိစခန်းစီရဟတ်ရောက်3စီးနဲ့ပို့ဆောင်ထားပါတယ် အဲ့ဒါကြောင့်ထီခီစခန်းမှာစစ်ကောင်စီတပ်သား130ဝန်းကျင်လောက်အထိရှိနေတယ်လို့ဗဒိုအေနာကဆိုပါနီဒဝဲမျိုးဘက်ကစစ်ကောင်စီတပ်သား200လောက်ကလည်းထီခီနယ်စပ်ဘက်ကိုဦးတည်ဝင်ရောက်နေပြီးလက်ရှိမှာတော့ဒဝဲထီခီလမ်းပေါ်ကဝါကုန်းနဲ့ဘဝပင်ကျေးရွာတဝိုက်ကိုရောက်ရှိနေတယ်လို့ဒေသခံတွေကပြောခဲ့ပါသည် လက်ရှိတိုက်ပွဲတွေကြောင့်ခီခီရွာတဝိုက်ကဒေသခံရာကနန်းလောက်ဟာနေဆက်မျိုးနဲ့ကဲ့ရက်မှာစစ်ပေးဆောင်နေကြတယ်လို့ဒေသခံတွေစီကသိရပါသည်တဝဲဒေသမှာပြီးခဲ့တဲ့တကြံကာလကစလို့စစ်ရေးအရှိန်မြင့်လာခဲ့ပြီးထီတပ်ဖြူဟာစခန်းနဲ့ရန်ကုန်ထောက်ဝယ်လမ်းပေါ်ကဟာလီကွေစခန်းတို့ကိုတော်လန်ရေးပူးပေါင်းတပ်တွေကစက်တိုက်သိမ်းပိုက်ထားပါသည်မင်းအောင်လိုင်းရုရှားရောက်ရှိချိန်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့်တတိယနေ့ဖြစ်ဆက်လက်တိုက်ခိုက်မော်စကိုလေစိတ်တွင် လေကြောင်းခရီးစဉ်240ကျော်ဖြတ်သိမ်းရွှေ့ဆိုင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်းယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့သို့တာဝေးပစ်ဒရုန်းများဖြင့်တတိယနေ့ဖြစ်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံက နေချောင်းခရီးစဉ်240ကျော်ဖြတ်သိမ်းရွှေ့ဆိုင်းလိုက်ရကြောင်း AP သတင်းတရက်အရ သိရှိရပါသည်ရုရှားစံတော်ချိန်မေလ9ရက်နေ့နနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ယူကရိန်းကရုရှားနိုင်ငံ မော်စကိုမြို့သို့တာဝေးပစ်ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်က ရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီတွင်ရုရှားနိုင်ငံ မော်စကိုမြို့သို့ဆိုက်ရောက်ခဲ့ပါသည်ယူကရိန်းကဒရုန်းများဖြင့်ရုရှားနိုင်ငံမော်စကိုမြို့သို့တိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကယင်ပြင်နီအောင်ပွဲနှင့်စစ်ရေးပြအခမ်းအနားအတွက်ပြင်ဆင်နေချိန်တွင် ယူကရိန်း၏တိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိ အဓိက၄စိတ်များတွင်လေကြောင်းခရီးစဉ်များဖြတ်သိမ်းခြင်း၊ရွှေ့ဆိုင်းခြင်းများလှုပ်ဆောင်ခဲ့ရသည်။ယူကရိန်း၏တိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း Aeroflot ကမေလ9ရက်နေ့နံနက်ပိုင်းမော်စကိုသို့အသွားအပြန်လေယာဉ်ခရီးစဉ်ပေါင်း၁00ကျော်ကိုဖြတ်သိမ်းခဲ့ရပြီးလေကြောင်းခရီးစဉ်တရ40ကျော်မှနှောင့်နှေးခဲ့ရပါသည်ရုရှားနိုင်ငံ၏မော်စကိုမြို့တော်ဝန်ဆာဂျီစပီနင်ကမေလ9ရက်နေ့နနက်အစောပိုင်းယူကရိန်း၏ ဒရုန်းကိုစင်းဖြင့်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ကြောင်း မေလ9ရက်နေ့ညနေပိုင်းတွင်ယူကရိန်း၏တိုက်ခိုက်ရေးဒရုန်း15စင်းကို ခြေမွန်းခဲ့ရကြောင်းပြောဆိုပါသည်ယူကရိန်း၏ဒရုန်းများဖြင့်မော်စကိုမြို့ကိုတိုက်ခိုက်မှုများသည်မေလ9ရက်နေ့ရုရှား၏နှစ်ရှစ်ဆက်ပြည့်ရင်ပြင်းနီးနှစ်ပတ်လည်အခမ်းအနားပြင်ဆင်မှုများကိုနှောက်ယှက်ရန်ရည်ရွယ်ထားပုံရသည်ဟုသတင်းများကဆိုပါသည် ယူကရိန်း၏ဒရုန်းတိုက်ခိုက်မှုများကြောင့်ယူကရိန်းစစ်ပွဲတွင် အခြေအနေကောင်းမွန်နေပြီဟုရုရှားသမ္မတပူတင်၏သတင်းပေးမှုကိုလက်ခံထားသောရုရှားနိုင်ငံသားများကိုတုံ့လို့စေခဲ့ကြောင်းရုရှားသို့လာရောက်မည့်နိုင်ငံတကာကောင်းဆောင်များအကြားရုရှားနိုင်ငံအတွက်အရှက်ရစေနိုင်ကြောင်းသတင်းများကဆက်လက်ရေးသားထားပါသည်မေလ9ရက်နေ့ယင်ပြင်းဤချီတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်သမ္မတစိုက်ချင်းပိနှင့် ရာဇီတမရလူးစ်အင်းရှိုလိုလဒေးဆိုဘာရိုအပါအဝင်နိုင်ငံ20ကျော်မှ ခေါင်းဆောင်များလာရောက်ကြမည်ဖြစ်သည်ယူကရိန်းတမရဆန်လာစကီကမေလ9ရက်နေ့ရုရှားယင်ပြင်းနီ နှစ်ဆက်ပြည့်ချီတက်ပွဲသို့တက်ရောက်ကြမည်သူများ၏လုံခြုံရေးကိုတာဝန်မယူနိုင်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့သည် ရုရှားနိုင်ငံကမော်စကိုတွင်ကျင်းပမည့်ရင်ပြင်းသည့်နှစ်ရှစ်ဆက်ပြည့်အောင်ပွဲအခမ်းအနားများနှင့်တိုက်ဆိုင်စွာတစ်ဖက်သက်80နှစ်နာရီကြာအပြည့်ခတ်ရစဲရန်စီစဉ်ထားကြောင်းသိရှိရပါသည်။အိန္ဒိယရဲ့တိုက်ခိုက်မှုကိုလက်တော့ပြန်ဖို့ပါကစ္စတန်ကတိပြုအိန္ဒိယနိုင်ငံကဗုဒ္ဓဟူးနေ့မှာပါကစ္စတန်နဲ့ပါကစ္စတန်ထင်းချုပ်ကက်ရှမီးယားဒေသကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီးပါကစ္စတန်နိုင်ငံကအိန္ဒိယတိုက်လေရင် ငါစင်းကိုပြစ်ချကလက်တုံပြန်ဖို့ကတိပြုလိုက်ပါသည်ပြီးခဲ့တဲ့လအတွင်းအိန္ဒိယထိန်းချုပ်ကက်ရှမီးယားဒေသမှာလူ26နီးတေဆုံးစေခဲ့တဲ့ကဘာလှည့်ခရီးသွားတွေအပေါ်အစ္စလာမစ်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုနဲ့ဆက်ဆက်သူအချို့ခိုအောင်ရာနေရာ၉ခုကိုတိုက်ခိုက်ခဲ့တယ်လို့အိန္ဒိယနိုင်ငံကပြောပါသည် တေချာစီစဉ်ထားတဲ့မဟာဗျူဟာအတိုင်းပြစ်မှတ်တွေကိုအရက်သားတွေထိခိုက်မှုအ ਨੇ ဆုံးနဲ့ဖျက်ဆီးခဲ့ပါတယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးရာနတ်စင်းကပြောပါသည်ပါကစ္စတန်နိုင်ငံရှိတိုက်ခိုက်ခံခဲ့ရတဲ့နေရာ6ခုဟာစစ်သွေးကြွစခန်းတွေမဟုတ်ကြောင်းအရက်သား26နီးတေဆုံးက46နီးတန်ရာရရှိခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါသည် အိန္ဒိယကျက်တိုက်လေရင်ငါစင်းကို ပြစ်ချခဲ့တယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်တစ်ခုက ဖော်ပြခဲ့ပေမဲ့ပေကျင်းမြို့ရှိအိန္ဒိယတန်ယုံကသတင်းမှဟုဆိုကာပယ်ချခဲ့ပါသည်အိမောင်မနာဒေတာမှာဂျက်တိုက်လေရင်3စီးညပိုင်းချိန်ပြက်ကြခဲ့ပြီးနေရင်မှုတွေကိုစေယုံတင်ခဲ့တယ်လို့အိန္ဒိယထိန်းချုပ်ကက်ရှမီးယားဒေတာရှိဒေတန်ဒရသတင်းရင်းမြစ်တွေကပြောပါသည် အိန္ဒိယတပ်ဖွဲ့ဟာစင်ဒူးစစ်စင်ရေးအတွင်းအစ္စလာမစ်စစ်သွေးကြောအဖွဲ့နဲ့ပတ်သက်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ပြောရေးဆိုခွင့်ရှိသူနှင်းကြီးကပြောပါသည်။အိန္ဒိယနိုင်ငံအပေါ်တိုက်ခိုက်လာနိုင်လို့နှင်းကြီးမှုရယူတိုက်ခိုက်ခဲ့တာလို့အိန္ဒိယနိုင်ငံသားရေးအတွင်းဝင်ဘီဂရမ်မစ်စရီကပြောပါသည်။ တိုက်ခိုက်မှုဟာရှက်စရာတစ်ခုဖြစ်ပြီးအ мян ဆုံးအဆုံးတက်ဖို့မျှော်လင့်ပါကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောခဲ့ပါသည်အမေရိကန်နိုင်ငံသားရေးဝန်ကြီး မာကိုရီဗီယိုက အိန္ဒိယနဲ့ပါကစ္စတန်မှအမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ဖုံးပြောဆိုကဆက်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ဖို့နဲ့တင်းမာမှုတွေရှောင်ရှားဖို့တိုက်တွန်းခဲ့ပါသည် အတက်နိုင်ဆုံးစစ်ရေးအရစိတ်ရှည်တီးခံမှုကျင့်သုံးကြဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုကူတာရက်စ်ကတောင်းဆိုခဲ့တယ်လို့ဤရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်